ရှင်သမဂတစင်ပါ People's Spin ရဲ့အနိုင်ငံတကာသတင်းစီစဉ်ကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်ဒီနေ့စက်တင်ဘာ25ရက်နေ့တွင်အနိုင်ငံတကာသတင်းတွေကတော့အမေရိကန်ကရွှေပြောင်းအခြေချသူတွေကိုထိမ့်သိမ်းရာစင်တာစနိုက်ပါနဲ့ချောင်းမြောင်းပြစ်ခတ်ခဲ့ရတဲ့တဲ့နှစ်60နီးပါးအတွင်းကုလသမဂ္ဂမှာစီးရီးယားခေါင်းဆောင်တို့ပထမဆုံးအကြိမ်မေခွန်းပြောတဲ့တဲ့ခလေးချင်းရဲ့လှတ်တော်ဆွေးနွေးမှုမှာပါဝင်ခဲ့တဲ့ဂျာမနီအမတ်အမှတ်တမ်းဝင်လာတဲ့တဲ့ဒီတဲ့တွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင် Dallas မြို့မှာရှိတဲ့တရားမဝင်ရွှေပြောင်းသူတွေကိုထိန်းသိမ်းထားရာစင်တာတစ်ခုမှာ sniper နဲ့ချောင်းမြောင်းပစ်ခတ်ရမှုဖြစ်ပေါ်ပြီးတဲ့နောက်အမေရိကတနိုင်ငံလုံးကအလားတူစင်တာတွေမှာလုံခြုံရေးတိုးမြှင့်ထားလိုက်ပါတယ်။ September လ24ရက်နေ့ကပစ်ခတ်မှုမှာအမေရိကန်လူဝင်မှုနဲ့အကောက်ခွန်ကြီးကြပ်ရေး ICE ဌာနရဲ့ထိန်းသိမ်းရေးစင်တာမှာချုံနောက်ခံတားရသူတို့ဦးသိဆုံးခဲ့ပြီးနောက်ထပ်တဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။တနက်သမားကတော့ကိုကိုကိုအဆုံးစီရင်သွားခဲ့တယ်လို့အာနာဘန်တွေကပြောပါတယ်။ ဖြစ်စဉ်မှာ ICE ဝန်ထမ်းတွေထိခိုက်ဒဏ်ရာရရှိတာတော့မရှိခဲ့ပါဘူး။အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့ American တနန်တလျားက ICE လက်အောက်ခံထိန်းသိမ်းရေးစင်တာတွေမှာလုံခြုံရေးအစီအမံတွေကိုချက်ချင်းတိုးမြှင့်ထားလိုက်တာဖြစ်ပါတယ်။တနတ်သမားဟာအသက်29နှစ်အရွယ်ဂျိုရှူဝါချန်းဆိုသူဖြစ်ပြီး Dallas မြို့တည်ရှိရာ Texas ပြည်နယ်ဒေသခံလို့ဆိုပါတယ်။သူအသုံးပြုခဲ့တဲ့ကြေညာတွေမှာ ICE ကိုစန့်ကျင်ရှုတ်ချကြောင်းစာသားတွေရေးထားတာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ရဲတွေကပြောပါတယ်။ အဲ့ဒီပြစ်ခတ်မှုကိုဂျန်ကဘာကြောင့်လှုပ်ဆောင်ခဲ့တယ်လဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူးဖြစ်စဉ်ကိုတော့ပြစ်မှတ်ထားရန်လိုတက်ခတ်မှုတစ်ခုအဖြစ်သတ်မှတ်ထားပြီးအမှုဖွဲ့စုံစမ်းနေတယ်လို့ဆောင်နှောက်တွေကဆိုပါတယ်ဂျန်ရဲ့တကယ်ပြစ်မှတ်ဟောအကျဉ်းသားတွေမဟုတ်ပဲ ICE အရာရှိတွေဖြစ်နိုင်ခြေရှိတယ်လို့လည်းအာနာဘန်တွေကယူဆနေကြပါတယ်ဒီကိစ္စမှာဂျန်ကကြံရပါတယ်မရှိပဲတကောတော့ကျူးလွန်ခဲ့တယ်လို့ယုံကြည်ရကြောင်းရဲတွေကပြောပါတယ်ဒီမှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်ရှင် စီးရီးယားနိုင်ငံခေါင်းဆောင်တို့အနေနဲ့နှစ်ပေါင်း60နီးပါးအတွင်းပထမဆုံးပြောကြားတဲ့ကုလသမဂ္ဂမိတ်ခွန်းမှာသမရအာမတ်အေရှာရာကအစ်စ်ပီးခေစီးရီးယားဟာအစွမ်းကုန်ပြန်လည်စ조사တိစောက်နေပြီးနိုင်ငံတကာကဝိုင်းဝန်းကူညီပေးစီလိုတယ်လို့မြစ်တာရက်ခံခဲ့ပါတယ်။စက်တင်ဘာ24ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံမှာအေရှာရာကမိတ်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ဒါဟာ1968ခုနှစ်နောက်ပိုင်းစီးရီးယားခေါင်းဆောင်တို့ရဲ့ပထမဆုံးအကြိမ်ကုလသမဂ္ဂမှာမိခွန်းပြောကြားမှုအနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ အေရှာရာဟာ2024နှစ်ကုန်ပိုင်းကဇီးရီးယားအာနာရှင်တမရဟောင်းဘာရှာအေယာဆပ်ကိုဖြုတ်ချခဲ့တဲ့ဒေါ်လာရဲ့တပ်ပေါင်းစုရဲ့ခေါင်းဆောင်တူလည်းဖြစ်ပါတယ်။ကုလသမဂ္ဂမေခွန်မှာတော့ပြည်တွင်းစစ်အလုံးဇီးရီးယားဟောင်းကိုဇန်ကိုဇာနဲ့ပြန်လည်တိဆောက်နေကြောင်းယဉ်ကျေးမှုဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုအနေနဲ့တရားဥပဒေစိုးမိုးပြီးစီးပင်းဝါပြောမှုတွေနဲ့လည်းဇီးရီးယားကအမှန်တကယ်ထိုက်တန်ကြောင်းအေရှာရာကပြောကြားသွားပါတယ်။သူကဇီးရီးယားဟောင်းငြင်းချမ်းရေးတည်ငြိမ်ရေးတရားဝါပြောရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ကဏ္ဍအသစ်တစ်ခုအစတင်ရေးသားနေတာဖြစ်တယ်လို့လဲသူက9မိနစ်လောက် ကြာတဲ့မေခွန်းမှာထည့်သွင်းပြောသားခဲ့ပါတယ်။နောက်ပြီးစီးရီးယားအတွက်အခက်အခဲဆုံးကာလတွေမှာအတူလက်တွဲရပ်တည်ပေးခဲ့တဲ့တူရကီ၊ကာတာ၊ဆော်ရီအာရေဗီယာ၊အမေရိကန်၊ဥရောပသမဂ္ဂနဲ့အာရဗ်နိုင်ငံအသီးသီးကိုလည်းကျေးဇူးတင်စကားဆိုခဲ့ပါတယ်။အေရှာကစီးရီးယားနိုင်ငံအပေါ်မှာရှန်ရှိနေစေဖြစ်တဲ့နိုင်ငံတကာအရေးယူပိတ်ဆို့မှုအလုံးဖေရှားပေးရတဲ့အတွက်လဲကုလသမဂ္ဂညီလာခံမှာထည့်သွင်းတောင်းဆိုသွားခဲ့ပါတယ်။ သူကစီးရီးယားအစိုးရအနေနဲ့1994ခုနှစ်မှာရရှိထားတဲ့အစ္စရေးနဲ့ရန်မလိုရေးသဘောတူညီမှုကိုဆက်လက်လေးစားလိုက်နာမယ်လို့ကြေညာခဲ့ပြီးတစ်ဖက်မှာလည်းစီးရီးယားရဲ့အချုပ်အခြာအာဏာနဲ့နေမျိုးပိုင်ဆိုင်မှုတွေကိုအာမခံနိုင်အောင်နိုင်ငံတကာကအစုပေါင်းအာမခံချက်ပေးဖို့တိုက်တွန်းသွားပါတယ်။စီးရီးယားပြည်သူတွေဟာအာဏာရှင်သမ္မတဟောင်းအာဆတ်လက်ထက်မှာဆိုးရွားလာတဲ့အဖြစ်အနေတွေကိုခံစားကြရကြောင်းအာဆတ်အစိုးရဟောင်းဟာပြည်သူတွေကိုနှင်းဆဲမှုတပ်ဖြတ်မှုတွေကျူးလွန်ခဲ့ပြီး ဓာတ်ရုလက်နက်တွေနဲ့တောင်တိုက်ခိုက်ခဲ့ကြောင်းဒါအပြင်မူရဲဆေးကိုစီးရီးယားပြည်သူတွေနဲ့ကဘာကြီးကိုဒုက္ခပေးဖို့လက်နက်အဖြစ်အသုံးချခဲ့ကြောင်းအေရှာရာကထည့်သွင်းဆွဆွဲသွားခဲ့ပါတယ်။ကုလသမဂ္ဂမှာမေခွန်းပြောကြားခဲ့ခြင်းကအေရှာရာအနေနဲ့တော်လရင်အင်အားစုအဆင့်ကနေတက်လာတဲ့သူ့ရဲ့အစိုးရကိုနိုင်ငံတကာမျက်နှာစာမှာပို့ပြီးခြေကုပ်အားကောင်းလာအောင်ကြိုးစားနေတဲ့လက္ခဏာဖြစ်နိုင်တယ်လို့စောက်ကြည့်လေလာသူတွေကဆိုပါတယ်။ကုလသမဂ္ဂအထွေထွေညီလာခံကိုနောက်ဆုံးတက်ရောက်ခဲ့တဲ့စီးရီးယားခေါင်းဆောင်ကတော့ 1966ကနေ1980အထိတာဝန်ယူခဲ့တဲ့သမရဟောင်းနူရဒင်အယ်အော့ဒါစီဖြစ်ပါရရှင်။ဂျာမနီလွှတ်တော်အမတ်ဟန်နော့စတေမူလာဟောင်းလွှတ်တော်ထဲမှာကလေးချီရင်ပေါဝင်ဆွေးနွေးခဲ့တဲ့ပထမဆုံးပုဂ္ဂိုလ်အဖြစ်အမှတ်တမ်းဝင်လာခဲ့ပါတယ်။စက်တင်ဘာ23ရက်နေ့တုန်းက Green Party ကစားပြုအမတ်ဟောင်းဂျာမနီရဲ့အောက်လွှတ်တော်ဖြစ်တဲ့ဘွန်ဒက်တက်မှာကလေးချီရင်ဘတ်ဂျက်အစီအမံတစ်ခုအတွက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။သူရဲ့သဘောထားတွေကိုပြောပြနေချိန်မှာ ဟန်နာကသူ့ရဲ့သားငယ်လေးကိုခလေးချီပိုးတဲ့အိတ်တဲထည့်ပြီးရင်ဘတ်ပေါ်မှာတိတ်ထားခဲ့တာကိုတွေ့ကြရပါတယ်။နောက်တော့ဂျာမန်မီဒီယာတွေကဒါဟာလွှတ်တော်မှခလေးချီရင်ဆွေးနွေးပြောဆိုတဲ့ပထမဆုံးဖြစ်စဉ်ပဲလို့အရေးသားခဲ့ကြပါတယ်။ဟန်နာကတော့သူဟာခလေးကိုလွှတ်တော်ထဲခေါ်သွင်းလာဖို့ကြိုတင်ရည်ရွယ်မထားခဲ့ဘူးလို့ပြောပါတယ်။သူကသားငယ်ကိုနေရာတိုင်းစီခေါ်သွားလို့ရှိပေမဲ့ဆွေးနွေးညှင်းခုံတဲ့နေရာစီကိုတော့ခေါ်သွားဖို့အစီအစဉ်မရှိခဲ့ကြောင်းဒါပေမဲ့ခလေးကအိပ်ပျော်နေပြီး အဲ့ဒီအချိန်မှာတခြားတယောက်စီလက်လွဲပေးလိုက်မယ်ဆိုရင်နိုးသွားမှာကိုဆိုရင်လို့လွှတ်တော်ခန့်မှတဲ့ချီခေါ်လာခဲ့တာဖြစ်ကြောင်းဟန်နာကအရှင်းပြပါတယ်။သူကနိုးတိုက်မိခင်အမျိုးသမီးအမတ်အနေနဲ့ကလေးတွေကိုအလွတ်တော်တဲ့ခေါ်ဆောင်လာပြီးနိုးတိုက်ခွင့်ပြုပေးခဲ့တဲ့အလွတ်တော်ဥက္ကဋ္ဌဂျူလီယာကလော့ချ်နာရဲ့ဆုံးဖြတ်ချက်ကိုလည်းချီးကျူးခဲ့ပါတယ်။လွှတ်တော်တွေကိုအမတ်တွေရဲ့ကလေးတွေပါလာတာကအစမ်းမဟုတ်တော့ပေမဲ့မူဝါဒရေးရာဆွေးနွေးနေတဲ့အချိန်မှာပါ ကလေးတူရှိနေကြတာကတော့ဟန်နာတို့သားအမိကအရင်ဆုံးဖြစ်တယ်လို့ ဂျာမန်မီဒီယာတွေကဖော်ပြထားကြပါတယ်။အသက်23နှစ်အရွယ်ဟန်နာကတော့ကလေးတွေဟာမိသားစုအနည်းစင်ဘဝမှာတိတ်အရေးကြီးတယ်ဆိုတာကိုလူတွေအားလုံးနားလည်လက်ခံထားသိခြင်းကြောင့်ဆိုပါတယ်။ဟန်နာကိုစားပြုတဲ့အတိုက်ခံ Grand Party ကလည်းအလောက်အကိုင်းနဲ့ကလေးထင်ရတဲ့ကိစ္စကြားဗျာများနေတဲ့တန်ပေါင်းများစွာသောမိပါတွေအထူးသဖြင့်ကလေးတွေကိုတူးတဲ့ပြိုးထောင်နေရတဲ့မိပါတွေအတွက်ပိုကောင်းတဲ့အစီအမံတွေကိုအစိုးရကအစင်းစားအကောင့်ထဲပေါ်ပေးစီလိုကြောင်းတောင်းဆိုခဲ့ပါတယ်ရှင်။ People's Bank ရဲ့နောက်ဆုံးရအနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရဲ့ရှင်။